ကောဗီဒိုကတော့ကျွန်တော်အရင်ဗီဒိုတွေတုန်းကဒါကြော်ညာပေးခဲ့ပြီးရဲ့ပေါ့နော်။ရှင်ညာနာပြောတယ်ဒါတောင်နှံသာသနာပြုဆရာတော်ရဲ့ပေါ်လဲပေါ်ပြန်တဲ့ဖြစ်ရက်တွေဘလောက်တောင်ဆိုးဆုံးဖြစ်လဲဆိုရင်ဒါပါရာဇိကအထိကိုဒါရှင်ညာနာတော့ပြောသွားတယ်။အဲ့ဒီရောင်းမြောက်ကတော့ဒါကာယကံရှင်မပဲတိမှာပေါ့နော်။အဲ့ဒီဖြစ်ပျက်တွေကိုကျွန်တော်အနေနဲ့ဒါရှင်ညာနာပြောမှပဲသိတာမဟုတ်ဘူးဗျ။အဲ့ဒီရင်ကလေးကပေါ့နော်။ဒီဗီဒီယိုကိုတွေ့တာတကယ်တော့မကြသေးဘူး။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်နဲ့သုံးနှစ်ကလေးကဒီချင်းလူမျိုးတွေနဲ့ပြောတဲ့စကားဝိုင်းမှာကျွန်တော်ကြားခဲ့ရဘူးတဲ့။ အဖြစ်ပြက်တွေကလည်းတူပဲဗျာဒီရှင်ညာနာပြောတာ ਨੇ ။အဲ့ဒီတုန်းကကျွန်တော်ကဘယ်လိုမြင်ခဲ့လဲဆိုတော့ဒါချင်းလူမျိုးဘာသာကြားတွေတို့လျှောက်ပြောတယ်ပေါ့နော်ဒါတိတ်ခါကြားခြင်းလို့မဟုတ်အဲ့လိုမျိုးပြောတယ်လို့ပဲထင်ခဲ့တယ်။တောင်နှန်းသန္ဒရာပြုဆရာတော်ကဒါမသိတဲ့သူတွေလည်းရှင်းရှိလိမ့်မယ်ပေါ့နော်။တော်များတော့အကုန်လုံးကတော့ဒါတိကြပါတယ်။အဲမသိတဲ့သူတွေအတွက်ဒီဘီဒီယိုရဲ့ဒီနောက်ဆုံးမှာဒီတောင်နှန်းသန္ဒရာပြုဆရာတော်ရဲ့ဒီတရားတစ်ခုပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ထည့်ပေးမယ်။ အပါယလမ်းကြောင်းတည်တယ်ဒေဝလမ်းကြောင်းတည်တယ်ပြမယူပပြမလမ်းကြောင်းတည်တယ်အယူပပြမလမ်းကြောင်းတည်တယ်ယူပပြမဟာကောင်းတာပဲမဟုတ်ဘူးလားအယူပပြမဟာလည်းကောင်းတာပဲမဟုတ်ဘူးလားဒေဝအဖြစ်ကလည်းပဲကောင်းတာပဲမဟုတ်ဘူးလားတဲ့သူတို့ကအကောင်းထင်နေကြတယ်အဲ့ဒါအဲ့တော့ဒါသူ့အကြောင်းကိုတီးတန့်ပြောတဲ့ပြီးတော့မဟုတ်ပြတကယ်တော့နတ်တွေပြမတွေအကြောင်းကိုပြောရင်းနဲ့ဒါစကားလမ်းကြောင်းရောက်သွားတာပေါ့နော်ဘာလို့ဆိုနတ်ဖြစ်ရင်ကောင်းတာပေါ့ဆိုတာမျိုးလို့ထင်ပေါ့နော်နတ်ဆိုရင်ကျတို့ကတကူကြီးတိတ်တိကြီးအိတ်တိကြီးနဲ့အဲ့လိုထင်တာပေါ့ တကိုးကတော့ကြီးပါတယ်တတ်တယ်ဖြတ်တယ်လူတွေလည်းတကိုးရှိတာပဲခိုးတယ်သိုးတယ်လူတွေလည်းတကိုးရှိတာပဲအဲတကိုးကတော့သူ့အနေနဲ့သူကတော့တကိုးရှိနေတာကြီးတယ်ပဲကဲဒါလို့ဆိုရင်ဒေဝတွေကတကိုးမရှိဘူးလားတကိုးရှိတယ်လို့ပြောအောင်ပေါ့သူတို့လူတွေသိနေသလောက်တော့မဟုတ်ဘူးလို့ပြောကြတယ်သူတို့လူတွေသိနေတာကတော့တကယ်လို့သာနတ်ပြည်ရောက်သွားမယ်ဆိုရင်သူနေဖို့ရန်အတွက်ဘုံဘိမ့်မှညရလဲပဲသောက်ဖို့မလိုဘူးလေပြသူ့ဘာသာသူ့ကိုပေါက်တယ်ပါလို့ပြောတယ် အဲ့ဘုံမိမ့်မှန်ကြီးသာဟောင်းလောင်းလာလို့ဆိုမဟုတ်ဘူးသူ့အခိုင်းနေစီလီလှုပ်တွေအကျွေးတွေနဲ့အကုန်လုံးရှိနေပါလေကအဲပြီးတော့လည်းပဲဇနီးမယားတွေတောင်အများကြီးရှိအောင်ပါလို့သူပြောတယ်ဗျာဟိုလူပြည်မှာရှင်ဘရင်တယောက်ရှိတာထက်သူအစာဘောပြားကပိုရှိမယ်လို့ကျုပ်တို့လူတွေကနတ်ကိုအဲ့လိုသိနေကြတယ်ဗျာတကယ်ကြတော့ဟုတ်ဘူးမရပါဘူးဗျာတတ်တာပြောလို့နတ်ကိုတစုံတစကျုပ်တို့သိရတဲ့အပိုင်းဆိုင်အားဆိုလို့ရှိရင်နတ်ကအင်မတန်တည်လွယ်တယ်လို့သိရတယ် အင်မတန်သေးလွယ်တယ်ဆိုတာစိတ်ကလေးတစ်ချက်ကလေးမဆိုးလိုက်နဲ့သိဆိုးလိုက်ရင်သူသေးတာလေလားနောက်ကအဲတမင်းကလေးအချိန်ကလေးစီလို့ရှိရင်စားရရင်စားရရောတဲ့မစားလို့အချိန်ကလေးနည်းနည်းလွန်သွားရင်သေးတာလေလားနောက်ကပြောမစလို့ကျို့တို့လူပြေပါဆိုရင်လူတွေဟာအဲတရက်မစားလို့တော့မပုသေးဘူးနှစ်ရက်လောက်သုံးရက်လောက်မစားရလို့လည်းမပုသေးဘူး ဆယ်ရက်ဆယ်၅ရက်မစားရပဲထားတော့ပါလေပဲမတည်ပါဘူးဗျမမှုသေးဘူးလို့ပြောပါမှာကိုပါတော့မဟုတ်ဘူးဗျနားကြီးတောင်အကြောင်းခံဘူးတေးတာပဲလို့သူသိရပါတယ်သူနတ်ဆိုတဲ့ဖျားဘဲခိုင်မာလို့လေဘဲကောင်းမွန်လို့လေလို့သူပြောရမှာပေါ့ပြီးတော့လေရင်ကျိမှုအနေထားရဆိုရင်လည်းပဲအကျိုးတို့လူပြေပါဆိုတော့ကားတွေယထားတွေနဲ့ပေါ့ဗျာသူတို့ကတော့မြင်းလဲကြီးတွေပဲရှိနေတဲ့ပုံပဲဗျာအဲနတ်ယထားပေါ့သူတို့ခေါ်တာနတ်မြင်းကြီးတွေနဲ့ကပြီးတော့သူတို့လာတာလို့ပြောတယ် အဲသူတို့ကလာလိုက်ကြတာဒီကသွားတဲ့လူကလည်းသွားဟိုကလာတဲ့လူကလည်းလာလမ်းကလည်းကျေပုံမရဘူးဗျအရှောင်ခိုင်းနေတယ်ဟိုကလာတဲ့လူကမင်းကရှောင်ဒီကလူကနေပြီးတော့မိတ်ပေးတယ်ပေါ့ဟိုကလူကလည်းအော်ပါမင်းမင်းကငါရှောင်အောင်ပါငါရှောင်အောင်မဟုတ်ဘူးလေဟိုကလည်းပြန်ပြောတယ်သူတို့တယောက်နဲ့တယောက်ဖြေဆိုးကြတေးကြတာလေဗျအဲ့မှာဟာလို့နိုင်ရင်ကြီးဘူးလေကြောက်ဖြာကြီးပါလားလို့လူပြေပါသေးမှာဟိုးဟိုးလက်ပြရဲနဲ့ပါနဲ့ကိုလန့်ကိုသွားဖို့ရအတွက်ပြောနေရသေးတယ်ပေါ့တာ ဲ့တော့သူတို့ကတကယ်စိတ်နဲ့ဖန်တီးထားတာဖြစ်တဲ့အတွက်တကယ်ယဉ်ကျေးလှတယ်လို့မဟုတ်ပါဘူးအခုချင်းညာနာပြောသွားတဲ့အချက်လက်နှစ်ခုအရာပေါ့နော်ဒီ net တွေကိုဒါစိတ်ကူးရင်ဇလံပဲဖြစ်ဖြစ်အမှန်တကယ်ပဲဖြစ်ပေါ့နော်တိဆောက်ထားပုံရာကတော့ဒီ net တွေရဲ့ခန္ဓာကိုယ်ကအင်မတန်ကိုဒါနုညံ့နေပျော်ပြောင်းနေလို့ပဲပြောလို့ရတယ် ဘာလို့လဲဆိုတော့ဒီမစားရရင်တော့ပါဒီတနားရီလောက်တော့မခံဘူးတန်းပြီးတော့ဒါခဏကောပျောက်သွားရပါတော့เนาะအစာရင်ထဲမှာဘလို့ပါလဲဆိုရင်သူတို့ရဲ့ဒါကမ်မစာ1မီကျွန်တော်လူတွေထဲမှာရှိတဲ့ဒီအစာရင် acid တက်ပို့ပြီးတော့သူတို့စီကပြင်းထန်တယ်အဲတကယ်တော့လူတွေမှာလဲဒါစားစားပြီးဆိုရင်စာရင်ကဒါလူခဏကောပြန်စားနေပြီအဲတော့9ရက်လဲပြင်နိုင်တယ်15ရက်လဲဒါပြင်နိုင်တယ်ဆိုတော့ကလူကတော့ဒါတောင့်ခံနိုင်တယ်ပေါ့เนาะအဲ net တွေကကြောအဲ့လိုမျိုးမဟုတ်ခွဲနေသူတို့ရဲ့အစာရင် acid ကကျွန်တော်တို့တက်ပို့ပြီးတော့လဲပြင်းထန်တယ် ပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့ထဲပို့ပြီးတော့လည်းနုံညံ့တယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ဒီအစာမစားလို့ရင်သူတို့ရဲ့ခန္ဓာကိုယ်ကတန်ခနဲ့ပျောက်သွားတယ်ပေါ့နော်အဲ့တော့ဒေါသထွက်တာလည်းအဲ့ဒီသဘောပဲဖြစ်ပုံရတယ်ဒေါသဆိုတာကတည့်အတိုင်းပဲပူလောင်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကဒီပူလောင်ပြီးတော့ပဲဒါပျက်စီးသွားတယ်ပေါ့နော်အဲ့ဒီဓာတ်ကိုကျွတ်လို့ပျော်လောက်အောင်အဲချိမုန်းပြီးတော့ထားကြတာတွေဟာလုံလုံးတယ်လို့လို့ပြောအဲ့ဒီနတ်အကြောင်းကိုကျွတ်တို့ဖျားဟောပြောခဲ့တဲ့တုတ်တန် အဲ့ဒီအရိယာစီကိုသွားတဲ့အရိယာလမ်းကြောင်းနဲ့မလွဲဖျောက်မလွဲဖျောက်ဟောပြောခဲ့တဲ့တုတ်တန်တွေလည်းပါနတ်ဆိုတာကြောင့်တခုမှမပါဘူးတို့လူတွေဘယ်လိုသိနေတယ်မသိပါဘူးဒီနတ်ကိုတခါတည်းမြမားဆိုတာလည်းတခုမှမပါဘူးလို့ပြောကြတယ်ဆိုလိုတာတော့မြမပြေမှာမြမတွေနေကြထိုင်ကြရတာဒီအကြောင်းတခုမှမပါပါဘူးအဲဒါပေမဲ့ကျုပ်တို့ဒီမှာနတ်တို့ပြမာတို့ဆိုတာတော့မိုးမွန်နေတာပဲဗျာအမလေးဟိုတဲ့တို့ပြပြောတယ် အခုတန်ခမာနာယကဖွဲ့ရဲ့ဥက္ကဋ္ဌလုပ်နေတဲ့မဟာနာယကဆရာတော်ကျုပ်ပေါ့ဗျာနော်ဥက္ကမာယပေါ့ပမောဆရာတော်ခေါ်တာပေါ့ဗျာမန္တလေးကအာသူပဋ္ဌာန်းရွှေ့လိုက်တာတခါတော့မှုေးပြီးတော့လာနေတဲ့ခါကျတော့အာဓာတ်ဒီနတ်ဒီလာပြီဆိုတာသူတည်တယ်ခဲ့တာအရှင်တမင်းတို့ဒီလိုကြီးတော့ဘယ်တော့မပြကြနဲ့ပေါ့နော်အနတ်လောက်ကလေးတော့လုံနေတယ်ပေါ့ကျွန်တော်ကကိုယ်တိုင်တွေ့နေတာဗျာတိအောင်ပြကြပါနဲ့အဲသူကပြောတယ် နတ်တွေကိုဆိုလို့ဒါတွေ့တဲ့အကြောင်းကို तू ကပြောတာပေါ့ဗျာအဲ့ဒါကဘုကောဘုကကပြောတာဗျာဒီလိုနော်ဟိုတဲ့ဆရာတော်ကြီးလည်းပြောသေးတယ်တောင်တန်းသာသနာပြုဆရာတော်ကြီးဥဒ္ဓမသာရ तू ကတောင်တန်းသာသနာပြုတော့လုံးပါရဲ့လုံးဝင်မလို့လဲ तू ကဘုကောဘုကတွေလုံးပုံရတယ်ဗျာဘုကောဘုကတွေလုံးတယ်ဆိုတာတောင်တန်းသာသာသနာပြုကိုသူကထောက်ပံ့ရတာပေါ့ဗျာအဲ့ထောက်ပံ့တဲ့အခါမှာအဲ့ထောက်ပံ့ချက်တွေကိုသူကြီးသုံးပြတာတော့ပါလို့ဆိုတာလုံးတယ်လို့သိရတယ်ဗျာ ကျုပ်ခင်မဟိုရင်းနဲ့ထီးလက်တိုက်တဲ့ဇလင်းချောင်းဘုန်းကြီးကသူနဲ့အတူတွဲပြီးသာသနာပြုရဲ့အဲ့ဒီဘုန်းကြီးကပြောတယ်ဩဓမ္မသာရဆိုဟာဒီဘုန်းကြီးကပြောသမနဲ့လက်ကစုပ်ပဲ့နေဘုန်းကြီးလည်းဟာသူဒီလိုပြောတာဗျာဒါအဲအဲ့လိုနဲ့နောက်ဆုံးမိတော့အဲ့ဒီဩဓမ္မသာရဆိုတာသူကပြောမစရတော့ဗရတိကကြားတယ်အမှုတောင်းမှချင်းမတယောက်နဲ့သူတို့ဖြစ်တယ်ဆိုပြီးတော့သူမပေါင်းကြတော့ဘူးတောင်းတသာသနာကြီးဘုန်းကြီးကမပေါင်းကြတော့သာသနာပြုဖွဲ့ကနေသူထုတ်ရတော့တော့ထုတ်ပြကြတော့ သာသနာ့ပြုဖွဲ့ထုတ်ပြတော့သာသနာရေးဌာနအဲ့တော့ညွန်ကြိုင်းမှုချုပ်လုပ်နေတဲ့ဥလှပေါင်ပေါ့ဟိုဒေါ်လာရေးကောင်စီဥနေဝင်လက်ထက်အဲ့ဒီသူကဘယ်လိုပြောတယ်ဆိုတော့အေးတဲ့သာသနာ့ပြုဖွဲ့ကနေထုတ်ခါရင်တော့ဒီသူကတော့ရရရတော့မရှိဘူးပေါ့ဒါလိုပြောတယ်ကသူကဘာဖြစ်လို့လို့ဆိုရင်တော့လူတွေရဲ့အညံ့ဆုံးမိခိုရာကတတ်ပဲกว่าလေစစ်တတ်ပဲစစ်တတ်ကတော့ထုတ်ခါရပြီလို့ဆိုရင်ဒီသူကဘာမှကိုအသုံးမချတယ်လူတွေအခုလည်းပဲ တောင်တန်းသာသနာပြုတယ်ဆိုတာဒီဒီပြေးမှာတိတ်ဖုန်ကြီးဖြစ်နေနေရာမရှိလို့မလို့သူတောင်တန်းသွားသာသာသာပြုရတယ်ညံဆုံးဖုန်ကြီးกว่าတယ်အဲ့ဒါတောင်ထုတ်ခါရတယ်ဆိုတော့ဒီဖုန်ကြီးကတော့လည်းနေရာမရှိတော့ဥကောဗျာကဲအဲ့လိုများတောင်ပြောနေဗျာထုတ်ခါရတယ်ဖုန်ကြီးအထုတ်ခါရတော့သူလည်းပြန်လဲမလာဘူးဗျာညမပြေဘူးပြန်မလာသူကသူကိုမကုတ်ကုတ်နေတဲ့အခါကျတော့တယောက်တည်းနေရတာပေါ့လူဆိုတာတယောက်တည်းနေလို့ရှင်တော့မမှန်ကန်လေးနေနိုင်ပါဗျာမမှန်ကန်လေးမနေလို့ တော့လှုပ်တောင်လှုပ်လို့လို့ရှင်ဟိုမြင်ဒီမြင်နေရလဲမြင်တာဗျာသူကပိဋိတ်တွေရွတ်နေတာဆိုရယ်ပိဋိတ်တွေရွတ်နေနတ်တွေပြန်လာလိုက်တာလေလေဒီခါလေးသူတရားထဲမှာထည့်ဟောတာဗျာအဲ့ဒါလေခင်ဗျားတို့လည်းပဲတယောက်ထဲနေပြီးမယုံရင်ရွတ်ကြည့်အဲ့လိုပဲလာမှာဗျာဒီလားတကယ်နတ်တော့မဟုတ်ဘူးဘယုဒုက္ခတွေချောက်မြင်တာအဲ့ဒါလေအဲအဲ့လိုမျိုးတွေတကယ်တော့သူတို့စိတ်ထဲထင်တာတွေမြင်တာပေါ့ဗျာထင်တာတွေမြင်တဲ့အခါကျအယောင်ဝါးရီနဲ့ဘာရီနဲ့တောက်ပပြီးကြလားစာရဲပေတွေကမင်္ဂလာတုတ်တို့ဘာတို့မှာ အဘိကန္တယရတ္တိယအဘိကန္တဝန္တာနဲ့ပေါ့ဗျာနော်တခါတည်းအကြောင်းကြီးတစ်ခုလုံးကိုလင်းထိန်သွားအောင်နတ်ကြီးကလာလိုက်တာလို့ဘယ်လိုပြောတာဘူးဗျာမဟုတ်ကဟုတ်ကရောက်ပြောတာဗျာအပွန်းတကယ်ဘုရားဟောတာမဟုတ်ဘူးအဲအဲ့လိုမျိုးလို့ဆိုတော့ဒီနတ်ဆိုတာကိုကျွတ်တို့သိနေကြရတာဗျာမှားပါလေအလွန်ပဲမောစရာပစ္စည်းလို့လို့ဖြစ်တယ်အဲ့ဒါကိုတနည်းအားမှာပါဠိတော်လေးတစ်ခုတွေ့တယ်ဘုထဘာရတုတ်တာပါ ဗုဒ္ဓဘာသာပရပိုက်เจ้าကိုဘုရားကသွားပြီးတော့လဲတာပေါ့နော်လဲတဲ့အခါကျတော့ဗုဒ္ဓဘာသာပရပိုက်ဆိုပရပိုက်တည်း4500လောက်ရှိတာဒီဗီဒီယိုမှာကျွန်တော်အဓိကကတော့ဒါတောင်သန်းသာသနာပြုဆရာတော်အကြောင်းကိုရှင်ညာနာပြောရတဲ့အကြောင်းအရာပေါ့နော်ကျွန်တော်အဓိကတင်ပြချင်တာအဲဒါမှဒီနောက်မှာပြောရတဲ့အကြောင်းအရာလေးကလည်းတော်လေးကောင်းနေဗျအဲ့ဒါကဘာနဲ့ဆက်ဆက်နေသလဲဆိုရင်ကျွန်တော် channel ထဲမှာတချို့တွေမန်တက်ကြတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီစကားလုံးကိုမပြောဘူးပေါ့နော် အဲ့ဒါဘာလဲဆိုတော့ဒါရှင်ညာနာရဲ့တရားတွေကိုဒီဉာဏ်မီတဲ့သူတွေကပဲနားလည်လိမ့်မယ်ပေါ့နော်ဉာဏ်မမီတဲ့သူကတော့ဒါနားမလည်ဘူးစိတ်ဝင်စားဘူးအဲ့လိုမျိုးတွေဒါတချို့တွေပြောကြတာမျိုးတွေတုံ့တက်ကြတာမျိုးရှိတယ်အကျွန်တော်အနေနဲ့ကတော့အဲ့လိုမျိုးတစ်ခါမှတော့ဒီပြောဘူးတာတော့မရှိဘူးဒါပေမဲ့နောက်မှရှင်ညာနာပြောသွားမယ်ဒီတရားဇာလံတစ်ခုရပေါ့နော်အဲ့လိုမျိုးလဲဒါဖြစ်နိုင်တယ်ဗျဉာဏ်မီမှနားလည်နိုင်တာမျိုးပေါ့နော်ဘာလို့လဲဆိုရင်ဒါရှင်ညာနာပြောသွားမယ်ဇာလံကဒီဘုရားဟောတဲ့တရားကိုဉာဏ်မီတဲ့သူကနားလည်တယ် အဲမမီတဲ့ဒီနောက်ကအုပ်လိုက်ကြီးပေါ့နော်အဲ့အုပ်လိုက်ကြီးကနားမလဲဘူးဗျအဲ့တော့အဲ့အကြောင်းအရာကိုဒါပြောသွားတာအဲ့တော့အဲ့ဒီဇလန်းထဲမှာဒီဖျားဟောတဲ့တရားဆိုတာလဲထွေထူးမဟုတ်ဗျာရှင်ညာနာဟောနေကြတရားပဲရှင်ညာနာဟောနေကြဒီရှေ့ဘွားနောက်ဘွားရင်းနဲ့ပတ်သက်တဲ့တရားပေါ့နော်တပိုက်ဆိုတာအခုခေတ်ပြောနေတာဒိဋ္ဌိတွေပေါ့အဲ့ဒီဒိဋ္ဌိတွေက၄00လောက်ရှိတာဆိုတော့အကြီးကဲဖြစ်တဲ့သူကပုထပါဒလေသူနာမည်ကအဲ့ဒီပုထပါဒကအဲဗုဒ္ဓကြွလာတာကိုမြင်တဲ့အခါကျတော့ ဟေးတပည့်တို့မင်းတို့တိတ်တိတ်နေပြီကြာဗုဒ္ဓကသူ့တပည့်တွေလည်းတိတ်တိတ်နေတာကိုကြိုက်တယ်သူလည်းပဲတိတ်တိတ်တိတ်နေတယ်အဲ့တော့စကားတွေပါလေဘာလို့ဘာလို့နေမပြောကြနဲ့ပေါ့အဲ့တော့အဲ့လိုလေးနဲ့တိတ်သွားကြတဲ့အခါမှာအဲဗုဒ္ဓဘာသာနဲ့ခီဥ်ကျူဆိုတာပေါ့အရှင်ကောရမကျွန်တော်တို့ဒီကိုမကြွလာတာတော်ကြာသွားပြီဒါနောက်လည်းပဲဆက်ကြွပါတော့ပေါ့အဲအဲ့လိုမျိုးကြီးပြောပြပြီးတော့ဘုရားကိုသူပြဿနာတည့်ရမေးတယ် ခုနကပြောတဲ့ပြဿနာပဲအရှင်ဘုရားတရားဝါးတွေပြီးပြီးတော့ဖြစ်တယ်လို့ဆိုတာမျိုးပြအရှင်ဘုရားယူတလားလို့ဆိုတော့အာဘုဒ္ဓဘာသာငါမပြောဘူးတဲ့အဲ့ဒီကိစ္စကိုငါပြောဘူးတဲ့မဖြစ်ဘူးလားလို့ပြောတော့လည်းငါမပြောဘူးတဲ့အချက်၁၀ချက်မေးတာအဲ့ဒီ၁၀ချက်လုံးကို तू မပြောဘူးကြည်တယ်လက်စွာဘုရားပြောတာဗျာအဲ့ဒါပြောတာကိုဘုဒ္ဓဘာသာဘယ်လိုဆိုရင်တော့ဟာအရှင်ဘုရားပြောလိုက်တာရှင်းနေတာပဲပေါ့ဒီလိုဖြစ် မောင်းနေတဲ့အခန်းထဲမှာမီးထွန်းပြလိုက်တယ်လောက်ကိုဒီပြီးတော့လင်းလင်းသွားတယ်အဲဒီပြီးတော့မျက်စိလဲနေတဲ့လူတယောက်ကိုဒီသွားမှာလို့ဆိုတော့လမ်းပြလိုက်တယ်လောက်ကိုပဲဒီပြီးတော့လင်းသွားတယ်ဆိုက်ရှိတယ်တော့ဂုံပြူစကားတွေပြောတာပေါ့ဗျာပြောတဲ့အခါကျတော့အဲ့ဒီဘုထပါရရဲ့တပည့်ပရပိုက်တွေကပါပြောတယ်ဆိုတော့အာအရှင်ဘုထပါရပေါ့ဘုရားအရှင် तू မပြောဘူးကြီးတယ်ပြောတာတွေဆေခါပြောတယ် ။ဘုရား तू မပြောဘူးလို့ပြောတာတွေအတွက်ရှင်ကဘယ်လိုလင်းသွားတာတော့နဲ့ဒီလိုမေးရလူတွေကြားထဲမှာလဲပေါ့နော်ချင်းချင်းတာမိခိုးနေမိတဲ့ခါမှာချင်းချင်းတာပြဿနာတစ်စုံတရာတွေကြုံတွေ့ရတဲ့ခါမှာဘယ်လိုပုံစံမျိုးလဲဆိုတော့ဗျာတစ်ဖက်လူကကိုယ်ဘာမှပြန်မပြောတော့ဘူးဘာမှပြန်မတုံ့ပြန်တော့ဘူးဘာအဖြေမှလည်းမပေးတော့ဘူးပေါ့နော်အဲ့လိုချင်းနေမှာဒါနားလည်မှာကအဲ့လိုဘာမှမတုံ့ပြန်တာဒီဘာအဖြေမှမပေးတာကိုကပြောလို့အတိတ်ပဲတခုအဖြေတခုပဲပေါ့နော်အခုလဲဒီတရားထဲမှာအဲ့အတိုင်းပဲဗျာဒီ ဖះကဒီရှိဘဝနောက်ဘဝနဲ့ပတ်သက်ပြီးတော့ပြဿနာ၁၀ခုမှာငါမပြောဘူးဆိုတာမျိုးကြီးပဲဟိုဒေကုန်း၁၀ခုလုံးမှာအဲ့လိုမျိုးဖြေသွားတယ်ပေါ့နော်ငါမပြောဘူးလို့ဒါ၁၀ခါလုံးဖြေလိုက်တာကိုကပြောလို့အဲ့ဒီမှာကဒါအဖြေတစ်ခုကပါနေတယ်အဲ့ဒါကိုဒါနားလေတဲ့သူကနားလေတယ်နားမလေတဲ့သူကတော့ဒါနားမလေဘူးပေါ့တကယ်တော့ तू ညာရှိရော तू မပြောဘူးလို့ပြောတာတွေကိုကဒါတွေကဟုတ်တာတွေပဲကိုထပ်ပါလာတော့နားလေသွားပြီမယ်သူတို့ပဲတွေကနားမလေတော့သူတို့ဆရာကြီးကိုသူတို့ပြန်ခဲ့ရဲ့ อืมရှင်อ่ะแหละอนิตายะไม่ရှိไล่ตาบ่เปียบ่ไม่ပြောอู้เว้ยเนี่ยไม่ပြောอู้လို့ပြောให้ตาเนี่ยရှင်ญาไม่ပြောอู้လို့ဆိုတာဟာတွေဘယ်လင်းနေတယ်ဆိုတော့ဘယ်လိုလုပ်မတော့လဲဆိုတော့ကြာญาကိုဘုထပ်ပါတာရှောက်တယ်ရှင်ญาတဲ့ဒီလိုတပည့်တွေတဲ့တို့ညာမလင်းညာဘူးဗျာတဲ့တို့လည်းပဲလင်းအောင်เนเนပြောပါဦးအဖျားကိုအကူညီတောင်းအဲ့တော့ဖျားကနေဆိုသူတို့တပည့်တွေကိုဒီပရပိုက်ရဲ့တပည့်တွေကိုမေးတယ်ပရပိုက်တို့ကတော့မင်းတို့ကဘာကျင့်ကြတာတော့အဲ့ဒါလို့မေးရတယ်ဖျား မေးတဲ့အကြဒီလိုနတ်ဖြစ်အောင်ကြက်တာပရမိတ်တွေကအဲ့လိုပြန်ပြောတော့ဟာမင်းတို့ကနတ်မြင်ဘူးလို့လားအာဘယ်မြင်မှုပါလို့ဖြာတတ်ကောဘာဖြစ်လို့မင်းတို့ကနတ်ဖြစ်ချင်တာအာနတ်ကချမ်းသာတယ်ဖြာဘလောက်ချမ်းသာတယ်လဲလို့မေးတဲ့အခါမှာသူဒီနေ့ကျုပ်တို့ဟိုဟိုတော့ခရိယန်တို့မွတ်စလင်တို့ရဲ့ကောင်းကင်ဘုံလောက်ချမ်းသာတယ်ဖြာဟောဆိုမွတ်စလင်ရဲ့ကောင်းကင်ဘုံဂျန်နတ်ဆိုလို့ရှိရင်ရောက်သွားရင် အဲ့ဒီရောက်သွားတဲ့သူကသူရောက်နေတဲ့အသက်ကနေပြီးတော့မကြီးတော့ဘူးခဲ့ကမအိုတော့ဘူးလို့ဆိုလိုတာပေါ့နော်အနာရောဂါလည်းမဖြစ်တော့ဘူးခဲ့အနာရောဂါမဖြစ်တာတင်လည်းမကတည်လည်းမတည်တော့ဘူးခဲ့အဲ့နတ်တရားအိုလည်းမအိုတော့ဘူးနားလည်းမနာတော့ဘူးတည်လို့တည်လည်းမတည်တော့ဘူး ਨੇ အဲ့ပရောဗရာဝဋ်ထပါဒရဲ့တပည့်ပရဗိုက်တရားဖျားဟုတ်အဲ့ဒီလိုပြောတယ်ခဲ့သူတို့သိချမ်းပါတယ်တဲ့ အဲဒါကြောင့်မလို့ဒီလိုတော့နှစ်ဖြစ်ချင်တာလို့ပြောတာ။ဒါမင်းတို့အဲ့ဒီနှစ်ကိုမြင်ဘူးလို့လားလို့ပြောတာ။ဘယ်မြင်ဘူးမှာတော့မရဘူး။ဒါလို့ဆိုရင်အဲ့ဒီနှစ်တည်းကနေပြီးတော့မင်းတို့ကြင်ညာဟေး။ငါတို့ဖြင့်ငါတို့ရဲ့အခုနှစ်ပြည်မှာအိုလည်းမို့တော့နားလည်းမနာတော့တေးလည်းမတေးတော့ဘူး။ဆိုတာမျိုးကိုမင်းတို့ပြောလာပြောတာကိုမင်းတို့ကြားဘူးလို့လားလို့ပြောတာ။အာကြားလည်းဘယ်ကြားဘူးမှာတော့ကြားပေါ့။အင်းမင်းတို့ကမြင်လည်းမြင်ဘူးကြားလည်းမကြားဘူးပဲနဲ့မင်းတို့ကရှောက်လို့နေတာဆိုတော့ ရှေးကလူတယောက်လို့ဖြစ်မှာပေါ့ရှေးတခါရှေးကလူတယောက်ကဘယ်လိုဖြစ်တော့ဆိုတော့အာအမျိုးသမီးတယောက်ကိုသူရကျင်တယ်အဲ့ဒါကိုမရတဲ့အတွက်အဲ့ရမထတော့ပဲနဲ့သူစကားမပြောပဲနဲ့နေနေတယ်ပေါ့အဲ့လိုဆိုတော့ကျန်တဲ့တငယ်ချင်းတွေကမေးကြတယ်မင်းလူကျင်တဲ့အမျိုးသမီးကဘသူသမီးတော့မသိဘူးလေမင်းလူကျင်တဲ့အမျိုးသမီးကဘာမျိုးနွယ်ရဲ့အမျိုးသမီးတော့အဲ့လိုလည်းမသိဘူးလေ မင်းလို့ကျင်တဲ့အမျိုးသမီးကအရက်မြင့်မြင့်လားနိမ့်နိမ့်လားပေါ့ဗျာအသာဖြူဖြူလားမဲမဲညိုညိုလားပေါ့သူဘာမှမပြောတာဟောမင်းကမင်းမျိုးသမီးကိုလိုချင်နေတာပြောနေတာမင်းလို့ကျင်တဲ့မျိုးသမီးကဘာလို့လဲမသိဘူးလို့ဆိုတော့မင်းယူရယ်မင်းလည်းသိတာလည်းမဟုတ်ဘဲနဲ့မသိတာဟာကြီးလိုချင်နေတာပဲနဲ့အဲအဲ့လိုမျိုးများတော့ဒါပြောခဲ့ရတယ်ပေါ့ဗျာသူတို့ကနတ်နဲ့ဆက်လျင်းလို့ဖခင်ပြောတာပေါ့နော်ကြည်သမောင် မင်းတို့မသိလဲမသိပဲရှောက်လုံနေတာဆိုမျိုးအခုလည်းကျို့တို့လူပြေကျို့တို့လူတွေနော်နတ်နဲ့ဆက်လဲလို့နတ်ပြေရောက်ချင်တယ်ဆိုပြီးပြောနေကြတယ်ဒီလဲမသိပဲပြောနေတာတရားတဲ့ကဖះကပေါ့နော်ကျွန်တော်တို့တိတဲ့ဖះနဲ့တော့မတူနေဘူးဗျအဲကျွန်တော်တို့တိတဲ့ဖះကဒီနတ်ပြေကြောင်းနေဟောတယ်ငရဲလွတ်ကြောင်းနေဟောတယ်ပေါ့နော်ဒါရှိဘွားနောက်ဘွားတွေလည်းဟောတယ်အဲ့လိုပုံစံမျိုးပဲဒါကျွန်တော်တို့ကသိထားတယ်အဲ့တော့အခုဒါရှင်ညာတော်ဟောတဲ့တရားထဲမှာပါတဲ့ဖះကပေါ့နော်ဒီနတ်တွေဟိုတောင်မှမင်းတို့မြင်ဘူးလား မင်းတို့လာပြောလို့လားပေါ့နော်အဲ့ပုံစံမျိုးဒါပြန်မေးပုံရကတော့ဒါရှင်ညာနာပြောပုံရဆိုရင်ဒါဖះကဒါမသိတာကိုမသိတဲ့အတိုင်းပဲထားတဲ့ပုံစံမျိုးပဲပြောစံကြားနဲ့တော့မှန်းတော့ကြည်ထားတာပေါ့ဗျာမှန်းကြည်ထားတော့ဗမာပြည်ကလူတွေရဲ့နတ်ရုပ်ပကြီဆွဲပြီးတော့ရေးရင်ရေးကြည့်ဟိုတေယုတ်ပြည်ကနတ်ရုပ်ပကြီဆွဲပြီးတော့ရေးပြတာကြည့်ချင်ကြည့်ဂျပန်ပြည်ကနတ်ရုပ်ပကြီဆွဲပြီးတော့ရေးပြတာကြည့်ရင်ကြည့်တယောက်နဲ့တယောက်တူးဖို့မတူ ောင်။တမန်တရုတ်နဲ့ရုပ်ကလေးတွေမှာဟုတ်တုတ်တုတ်ရှိသေးတယ်ကြာ။သူတို့ကလူလိုပါပဲ။လူလိုပဲမလို့ပျော့ပျော့ပြောင်းပြောင်းကလေးနဲ့ကောင်းကင်မှာပြန်နေတဲ့ပုံကလေးပေါ့ဗျာ။ကျုပ်တို့ရဲ့နတ်ပြည်နတ်ယောက်ကအဲ့ဒါလိုမဟုတ်ဘူး။အဲ့ဒါလိုပဲဂျပန်ပြည်နတ်ယောက်လည်းဒီလိုမဟုတ်ဘူး။ကလပ်ပြည်နတ်ယောက်လည်းနတ်သမီးတွေလည်းဒီလိုမဟုတ်ဘူးဗျ။သူတို့ကတော့စိတ်မနဲ့ရှောက်လို့နေကြတာ။ဘသူနဲ့ဘသူမှမြင်ဘူးတာမဟုတ်ဘူး။ကိုယ်စိတ်ကူးရင်လည်းအကောင်းဆုံးလို့ထင်ရတဲ့ပုံတရားကိုသူတို့ဟာသူတို့ဆွဲကြတာပဲ။ ဂျပန်ပြည်မှာလက်သမားဆရာကြီးတခါလဲဘုန်းကြီးเจ้าရဲ့ report เนาะအခုတခုလောက်ရတဲ့အခါမှာငကားပါရမှာဆိုတာလေသူကငကားကိုမြင်ဘူးတဲ့အခါကျဘယ်လိုထူရမလဲမသိဘူးဖြစ်နေတဲ့အခါကျဘုန်းကြီးကိုတွားလျှောက်ဘုန်းကြီးဒီလိုငကားရုပ်ထူရမလဲဆိုငကားလည်းဒီလိုမြင်ဘူးတာမဟုတ်ဘယ်နဲ့လောက်အောင်မတော်ဘူးဆိုတာငါလည်းပဲမြင်ဦးကတော့ကွာမင်းမြင်တယ်လို့သာလှုပ်လိုက်လို့ပြောတယ်ဘုန်းကြီးအဲ့တော့လေဘုဘူးဆရာကြီးကတော့သူစိတ်ထင်တယ်လို့လှုပ်မှာပေါ့ အဲ့လိုဆိုတော့လေတခြားကြောင်းကနဂါးနဲ့တော့တူချင်းမတူမှာပေါ့တခြားတိုင်းပြည်ကနဂါးနဲ့ဆိုလေတူချင်းမတူမှာပေါ့သူ့စိတ်ကူးထဲမှာတူမြင်တယ်လို့နဂါးကိုလှုပ်ရတာပေါ့အာမီးကမီးနဲ့ဆွေလိုက်မီးနဲ့ပေါ့အာခြေတော်ကြီးတွေပါတယ်ဆိုခြေတော်ကြီးတွေနဲ့အမောက်ကြီးတွေပါတယ်ဆိုအမောက်ကြီးတွေနဲ့သူထင်တယ်လို့လှုပ်တာပေါ့ဗျာအလူတွေအဲ့လိုပဲဗျာတခါတည်းအထင်းနေတဲ့ချောက်လှုပ်နေတာအနတ်ပြည်လို့မြန်မာပြည်လို့ဆိုပဲမြန်မာတွေလို့ဆိုတာနာတကယ်ကောင်းတဲ့ပုံမရှိဘူးလို့ပြောပါဘောလို့လို့ဆိုတော့သူတို့ကပြောပဲဆိုတော့သူတို့အကြိုက်နောက်ကို လိုက်ပြီးတော့နေနေတာပြောမစင်တော့နတ်သမီးလိုက်ပိုးနေတာပေါ့ဗျာစောင်းတီးပြီးတော့အခုခင်မတော့ခရမပင်ဂျိုထိုးပြီးတော့ပင်ဂျိုတီးပြီးတော့တရောထိုးပြီးတော့အဲဒါမှမဟုတ်လဲခရမမက်ဒလင်တီးပြီးတော့ပိုးပန်းနေကြတာမျိုးလို့သူတို့လည်းအစားပြက်အတော့ပြက်တခါလဲအဲ့လိုပိုးပန်းနေရင်လည်းတခါတခါစားချိန်လုံးတော့တေရောဆိုရဲအဲ့ဒီကြတယ်အဲ့ဒီနောက်ကအဲ့တော့ပြောမစင်တော့အဟုတ်ကိုမဟုတ်ပါဘူးလို့ဒီလိုပြောရမှာပါဗျာအဲ့တော့မြမာပြောကြအောင်ဆိုမြမာဆိုရင်လည်းကျွတ်တော့အဟုတ်ကြီးတင်တာဗျာ ဘုတ်ကြီးတင်ပြီးမဲ့အဲ့ဒီမြမဆိုတဲ့သူတွေကလည်းပဲယူပမြမလို့ဆိုတဲ့မြမအမျိုးအစားနှစ်မျိုးရှိတယ်ယူပမြမရဲ့အာယူအာယူပမြမရဲ့ယူပမြမဆိုတာကသူကနှခေါင်းကမွေးတယ်လို့နာနယ်လို့သူမသိဘူးတဲ့ရှားလည်းပဲချူတယ်လို့ငန်တယ်လို့ဆိုရရတာမသိဘူးတဲ့ဒီကိုယ်ကာယကလည်းပဲကြမ်းတယ်လို့နှုတ်တယ်လို့ဆိုတဲ့ဟာတွေကိုသူမသိဘူးတဲ့ဒါလို့ဆိုရင် တို့တို့ကျန်းတယ်လို့နှုတ်တယ်လို့ဆိုတာမသိဘူးလို့ဆိုရင်ထုံနှံကျင်တာရနေတာလို့သူတို့ပြောရမှာဗျာ။မွေးတဲ့နန်းတယ်လည်းမသိဘူးချိုးတဲ့ငန်းတယ်လည်းမသိဘူးလို့ဆိုရင်တော့ဒါဒီလူကလူပြက်ပဲလူဆိုလို့ရှိရင်တော်တော်အသုံးမကျတဲ့လူပဲပေါ့နှာခေါင်းလည်းပဲဘာမှအသုံးချလို့မရဘူးရှားလည်းအသုံးချလို့မရဘူးဒီကိုယ်ကာယလည်းအသုံးချလို့မရဘူးလို့ဆိုရင်ဒီလူဘာမှအသုံးမကျတဲ့လူပဲဗျာ။ကြည့်မြမဒါအနေဒါသားမြမဒီလေမြင်းနဲ့မြမကြမျက်စိလဲသူ့မမြင်ဘူးတဲ့ဗျာ နားလည်းမကြားဘူးတဲ့အုံနောက်ကလည်းဘာမှမတွေးတတ်ဘူးလေဘယ်လိုဆိုရင်မျက်စိနားနာရှာကိုအုံနောက်ဒီ၆ခုလုံးတကားတွေအကုန်လုံးပိတ်သွားတယ်လို့ဆိုလို့ရှိရင်ဘာမှလုံးမဖြစ်တဲ့သူလို့ဘယ်လိုပြောရမှာပေါ့ဗျာတက်ရှိလို့ပြောဖို့တော့အတော်ခဲရင်းတဲ့အရာလို့ပြောရမှာပေါ့ဒါပြမအကောင်းစားရတယ်ဘာကောင်းလို့လဲကြာဘာမှမအုံနောက်မရှိဘူးလို့ဆိုရင်အုံနောက်အလုံးမလုံးတတ်ဘူးဆိုရင်မှားတာဘယ်လိုလုပ်ပြီးမှာမှန်တာလည်းဘယ်လိုလုပ်ပြီးမှာ ကြရသူလုံတော့ပဲလုံချင်ရလုံတော့လုံချင်ရလုံလို့ရှိရင်နောက်ဆုံးမိကြတော့အပယ်ကိုလည်းပဲသောက်ထူးကြဖြစ်တာသူပြောနေတဲ့ဒါနဲ့အเจ้าနေပြမအเจ้าနေကဒါဆင်ညာနာကဒီသူယုံတဲ့အပိုင်းကနေပြောနေရမှာမဟုတ်ဘူးဗျဆိုတာကဒီ net ဒီပြမာတွေကရှိတယ်အဲ့ဒီຢာတွေကဒါအထင်ကြီးနေရာမရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောနေရမှာမဟုတ်ဘူးအခုကဘာလဲဆိုတော့ဒီစာရီပေထဲမှာပါတဲ့ ဒီမှတ်တမ်းတွေထဲမှာပါတဲ့နတ်ပြမာတွေအကြောင်းပေါ့နော်ပြီးတော့အဲ့ဒီမှတ်တမ်းတွေထဲမှာကိုပဲဒီနတ်ပြမာတွေရဲ့ဖြစ်တည်မှုอ่ะပေါ့နော်အင်းတော်ကြီးလဲဒါအထင်ကြီးစရာလဲမကောင်းဘူးလိုချင်စရာလဲမကောင်းပေါ့နော်အဲ့လိုပုံစံမျိုးဒါပြောတာပြောတော့ဘယ်လိုမြင်လဲဆိုတော့ဗျာအခုလိုမျိုးပြောတာတွေကိုဒါနတ်ပြမာအစွဲချွတ်တယ်လို့ပဲပြောရမလားဒီဘဝအစွဲချွတ်ပေးတယ်လို့ပဲပြောရမလားပေါ့နော်ဘာလို့လဲဆိုရင်ဒါအရိယာတွေရဲ့ဂုံတတ္တိတွေထဲမှာပေါ့နော်ဒီဘဝအစွဲချွတ်သွားတာမျိုးပြီးပါတယ်အခုလိုမျိုးပေါ့နော်ရှင်ညာနာကဒီနတ်ဆိုတာဘာမှမဟုတ်ဘူးပြမာဆိုတာဘာမှမဟုတ်ဘူး တကယ်တော့ရှိတယ်မရှိဘူးတောင်မှရှင်ညာနာမပြောဘူးဗျဒီမှတ်တမ်းနေထဲမှာရှိတဲ့အလျောက်ကဘာမှမဟုတ်ဘူးပေါ့နော်အဲ့တော့အစွဲချွတ်ပေးတာလို့ပဲကျွန်တော်တို့မြင်တယ်စကားပေါ်မှာဖွင့်မဲရောက်လာမှသိတယ်နောက်ဒုတိယလာတဲ့ဝိဇ္ဇာကညစင်မဟုတ်ပါဘူးလာချားပြီးမှလာတဲ့အတော်ချားပြီးမှလာတယ်အဲ့ဒီတယောက်ကတော့ဝိဇ္ဇာတို့ငင်းငယ်ပါအယောင်ငင်းငယ်သူတို့အသားကငင်းငယ်သူတို့ကရှိမဝန်တာလူလိုပဲသူတို့ကတမလူစကားပြောပါကလားလို့ပြောတယ် အမလောကဝိဇ္ဇာရဲ့ဒါတော့ဝိဇ္ဇာမြန်ဖြစ်ကြတယ်။ဘုန်းကြီးအတ္တိတံကြတော့ခေါင်းချုံထားတဲ့အကြောင်းကိုဖွင့်လိုက်။ဖွင့်တော့ဇက်ခနဲ့ထားထိုင်။ထိုင်ပြီးတော့ကိုယ်ထဲဘက်ကိုတောင်းချုံထားတယ်။ဘုန်းကြီးရဲ့ကတင်ပေးမှာလာရတယ်။အချမဲရမာနီဘုန်းကြီးကလားလို့ပြောတယ်။ကောင်းပြီကျေးဇူးတင်ပါတယ်လို့။တရားပေါ်လေးမင်္ဂတာဘုန်းကြီးမေးတယ်။ဘာပြောကြတယ်လဲလို့မေးတော့ဒီကနေ့ကိုအားကြ ရှင်ဘုရားကုတွေ့ဖို့လာပါတယ်ရှင်ဘုရားကုတွေ့ဖို့လာပါတယ်လို့ဆိုတော့ဘုရားသူတို့အချင်းချင်းရှင်းနေတယ်သက်ပြန်ဘာမှမပြောမလဲလို့ရှင်းနေတော့ကြောင်ကြောင်လေးတွေပဲရှင်းနေကြတာရှင်းနေကြတာသူတို့ကိုဘုရားအနှံ့ကပ်ကြည့်တယ်အမှန်ကကြောင်ထဲမှာပြောင်းနိုင်မိထုံးတာလားမရှိပါဘူးအပြင်မှာတော့အတော်တင်ကျဲနေတယ်ကြောင်ထဲမှာမှောင်တော့ပါပဲဘုရားကြီးဥကျော်လာတော့ကလည်းမှောင်နေတော့မယ်သူတို့ပြီးပြီးသားကြီးမင်းရတယ်နေလို့ပဲ နေ့တိုင်းပဲနေရာထူးခြားချက်ကအဲ့ဒီဟိမဝန္တာဝိဇာတို့ညောက်လာတော့ကလည်းဒီလိုပါပဲကျောင်းထဲမှာမှောင်းနေရပဲသူတို့မြင်ရတယ်ပပတိပဲသူတို့အနမ်းမှာရက်တယ်သူတို့ရက်နေတယောက်မှာတော့ဘုန်းကြီးကရင်းနှီးတဲ့သဘောမျိုးသူ့လက်မောင်းကိုဘုန်းကြီးလက်နဲ့ကန်ဆန်းကြည့်သူတို့ကောင်မှာအဝတ်မပါဘူးသူတို့ကအမွှေးလူလေးတွေတကောလုံးဖုံးထားတယ်ဒီဒီဩတာပါလုံးတယ်အသားကနင်းနေလက်ပွားလေးတွေညှို့ညနာလဲနင်းနေလေးတွေ မျက်လုံးနဲ့ကြောင်ကြောင်လေးတွေကြည့်ပြီးတော့ခွန်ကြီးကိုနှက်တဲ့တော့အမျိုးဝင်တယ်ဗျာနန်းကပ်ပြီးတော့ကြည့်နေတယ်သူတို့ဘာပြန်ပြောမလဲသူပြောချင်တာပြောပါသေးတယ်ခွန်ကြီးကစောင့်နေတယ်သူတရားမပြောပါဘူးအီဇာနမဲ့ပါရီဒါကုချီယန်သူကမေးတယ်ဒီမှာနေရတာနှက်တဲ့ကြောင်မွေးချင်းရှိပါလားလားလို့မေးတယ်ခွန်ကြီးကရေးကုချီယန်ဟုတ်တယ်နှက်တတ်ပါလေခွန်ကြီးပြောတယ်ခွန်ကြီးကလားစကားတတ်တယ်ရှင်းလို့ပြောလေရှင်းလို့တတ်တယ်။ဘုန်းကြီးကဟိုစကားတွေကတော်တော်လေးတတ်တယ်။ အားလုံးဘာသာကုန်းပြောတတ်တယ်အဲ့ဒါနဲ့ခဏကြာကြည့်ပြီးတော့နေတာဘုန်းကြီးကသူတို့ဘာပြောနေလဲပြောနေတာပြောပါသေးလို့ရောက်တော့အကြဘရဝါနဲ့ဣဒ္ဓမဘိုင်ဇဏ္ဏတော့တော့ကြောက်ရတယ်ဒီမှာပဲဆက်နေပါတဲ့အဲ့ဒါပြောတာသူကကောင်းပါတယ်တဲ့အဲ့ဒီစကားပဲတော့ပဲပြောပြီးတော့သူကရံတော်မလို့နှုတ်ဆက်ပြီးတော့မတ္တရာရှိခိုးသွားတယ်ရှိခိုးပြီးတော့ဘုန်းကြီးနံခဏလေးကြွေရှားပြီးတော့ပျောက်သွားတယ် ဒီဝိဇ္ဇာတို့နှစ်ယောက်လည်းဘယ်ပုံစံလာပါလိမ့်မယ်လဲလို့ခဏလေးဆိုင်ငေးတွေးပြီးတော့နောက်ဘုန်းကြီးကဂရင်မောကဆင်းလိုက်တယ်ဆင်းပြီးတော့ဘုန်းကြီးညားကပိတ်ထားတဲ့တကားပေါက်သွားကြည့်တယ်တကားပေါက်သွားကြည့်တော့တကားပေါက်ဘုန်းကြီးညားကပိတ်ထားတဲ့အတိုင်းပဲမဖွင့်ဘူးသူတကားပေါက်ဖွင့်လာခဲ့တာမဟုတ်ဘူးသိတယ်ကောင်းငင်ကလာသလားဘယ်နည်းလာတယ်လဲတော့မသိဘူးတကားပေါက်မဖွင့်ဘူးဒီတိုင်းလာတယ်